င်္ဂလာပါဒေါက်တာထွန်းမြတ်ဝယ်မှာသေဝပညာ channel ကနေကြိုးစားပါတယ်ကျွန်တော်ဒီနေ့ပြောချင်တဲ့ကောင်းတဲ့ကဆေးကြောင်ပေါ့နော်ဆေးကြောင်ဖြစ်တယ်ဘာဆေးလဲဆိုတော့ကျွန်တော်နှလုံးကျန်းမာရေးနဲ့ဒီခန္ဓာကိုယ်တစ်ခုလုံးအတွက်ကျန်းမာရေးအတွက်ဒီအရေးကြီးတဲ့ဆေးတစ်မျိုးအကြောင်းဖြစ်ပါတယ်နော်ဆေးတဲ့ဆာကျွန်တော်ဖြည့်ဆက်စာလို့ပြောလို့ရပါတယ်နော်အဲ့ဒီဖြည့်ဆက်စာကြောင်ကိုပြပြပေးမှာဖြစ်ပါတယ်ကိုယ်နဲ့သက်ဆိုင်တဲ့ယောဂရှိတဲ့သူတွေကနော်ဒီဆေးတော့လိုက်မယ်ဆိုရင်ဖြစ်နေတဲ့ပြဿနာတော်များများဖြေရှင်းပေးနိုင်တာဖြစ်ပါတယ်နော်အဲ့တော့ကြည့်မယ်ဆိုရင်ကျွန်တော်တပါးလဲဆိုတော့ဒါ အချင်းချုပ်ပြောပါဆိုရင်ငါးကြီးသည်လို့ပြောမှာဖြစ်ပါတယ်နော် omega 3 fish wine ဖြစ်တယ်နော် fish wine ဖြစ်တယ်မှာပုံလေးမှာပြရတဲ့ heart နှလုံးအတွက်လည်းကောင်းတယ် brain အတွက်လည်းကောင်းပါတယ်နော်နှလုံးကျန်းမာရေးနဲ့အုန်းတော်ကျန်းမာရေးအတွက်ကောင်းပါတယ်ဒါပြင်တခြားလည်းကောင်းမတဲ့အချက်လေးလည်းရှိပါတယ်ဗီဒီယိုထဲမှာပြပြဆိုဆိုရှင်းပြပေးသွားမှာဖြစ်ပါတယ်နော်အဲတော့ကျွန်တော်ဒီညပဲနှလုံးကိုစတင်ကာကွယ်လိုက်ပါနော်ဘလို့ကာကွယ်လဲဆိုတော့ကျွန်တော်ငါးကြီးသည်မှာပါတဲ့ omega 3 fatty acid နော် EBA နဲ့ DHA လို့ခေါ်တယ်အဲ့ဒီအဆီတွေကကျွန်တော်ဒီ ွေးကြောထဲမှာထဲမှာရှိတဲ့မကောင်းတဲ့အစီတွေကိုကျသိပြီးတော့မှကျွန်တော် heart attack လို့ခေါ်တဲ့ရုပ်တရက်နှလုံးရက်တန့်သေဆုံးနိုင်မှုခြေနေကိုကျွန်တော်တို့အတော်များများပမာဏဖြစ်တဲ့36ရာခိုင်နှုန်းထိ short ချပေးနိုင်တယ်ဆိုတာကိုကျွန်တော် American Heart Association ကနေပြီးတော့မှအဲပြောပြထားပါတယ်နော်အဲဒါဒီကလေးကျွန်တော်တို့ကတနေ့တလုံးပုံမှန်တောက်မယ်ဆိုရင်6ပတ်အတွင်းတစ်လခွဲလောက်အတွင်းမှာသွေးပေါင်ခြေနေကိုကောင်းကောင်းထိန်းလာနိုင်မယ်သွေးကြိုတွေကိုထိန်းလာနိုင်မယ်ပြီးရင်အသွေးထဲမှာရှိတဲ့မကောင်းတဲ့အဆီတွေကျသွားမှာကိုကျွန်တော်တို့တွေ့ရှိရပါတယ် အာနောက်တစ်ခုကဘလို့အကျိုးကျေးဇူးတွေရှိတယ်လဲเนาะဒီငါးကြည့်စီမှာတော်တော့သူကဘာလို့တော့ဒီငါးကြည့်စီကငါးကြည့်စီမှာပါတဲ့ဒီ omega 3 fatty acids ကเนาะ fatty acid ကကျွန်တော်ဒီအုံနောက်အတွက်မရှိမဖြစ်ရာတစ်ခုဖြစ်ပါတယ်เนาะသူကအုံနောက်ကဒီ fatty acid တာမရှိဘူးဆိုတော့ဒီအုံနောက်ရဲ့ brain cell တွေက function ဖြစ်တဲ့အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူးတော့ omega 3ကကျွန်တော်အုံနောက်ဆဲတွေရဲ့60ရာခိုင်နှုန်းလောက်ပါတယ်เนาะအုံနောက်ဆဲတွေတိဆောက်တဲ့နေရာမှာ60ရာခိုင်နှုန်းလောက်ပါပါတယ်เนาะဒါကြောင့်ကျွန်တော်ကဒီတစ်နေ့လုံးတောက်ယုံတဲ့ ။နောက်အလွယ်တကူမိတဲ့ပြဿနာဖြစ်တဲ့ brain fog လို့ခေါ်တဲ့ဒီပြဿနာတွေပြေလည်သွားမယ်။ပြီးတော့ဒီစိတ်ကြဝေဒနာ depression ကို20ရာခိုင်နှုန်းထိတက်တာဆေးနိုင်ပါတယ်။ပြီးရင်ကျွန်တော်အသက်ကြီးတဲ့အခါမှာဖြစ်တဲ့သတိမတည်တဲ့ယောဂ Alzheimer ယောဂကိုလည်းသူကချော့ချပြီးတာကိုကျွန်တော်တွေ့ရှိရပါတယ်เนาะဂျပန်လူမျိုးတွေဘာကြောင့်အသက်ရှိတာလဲ။ကျန်းမာတာလဲဆိုတဲ့အခါကျသူတို့ကငါးကိုစားတာဖြစ်ပါတယ်เนาะငါးကိုအများဆုံးစားကြတယ်เนาะငါးကိုအများဆုံးစားကြတယ်ငါးတော့မှပါတယ်ငါးကြီးစီပေါ့လေငါးကြီးဆိုသူတို့အများတန်းရနေတယ်ပြပြပေါ်ပေါ်ရနေတဲ့အတွက်ကျန်းမာပြီးသက်ရှည်နေတာပဲဖြစ်ပါတယ် နောက်တစ်ခုလည်းဘယ်လိုအသုံးဝင်လဲဆိုတော့တခြားကျကျွန်တော်ဒီဒူးနာတာအစစ်မြေကြောင်းတာလို့ခေါ်တယ်အာသရိုက်တစ်ပေါ့လေအာသရိုက်တစ်အမျိုးမျိုးပေါ့နော်ဒူးကောင်းနဲ့မကောင်းကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့အစစ်မြေပေါ့ဒူးအစစ်မြေတွေအားလုံးရောင်နေရမ်းနေဆိုရင်ကျွန်တော်ဒီတက်တာသေးပါတယ်တဘာဝအကက်ခဲပြောက်စီလို့ပြောလို့ရပါတယ်နော်သူတို့ဒီငါးကြည့်သေးတယ်မှာအဲ့ဒီရောင်ရမ်းမှုတွေကို short ချပေးနေတဲ့တဘာဝ drop bound တွေအများကြီးပါဝင်လို့ဖြစ်ပါတယ်နော်သူကကျွန်တော်တို့ဒီအစစ်မြေနာကျင်မှုကို90ရာခိုင်နှုန်းအထိ short ချအဲ short short ချပေးနိုင်ပါတယ်နော်ပြီးတော့ဒီကြွက်သားတွေပြန်လဲ မြန်မာဆန်ဆန်ပြန်လဲကောင်းမွန်လာအောင် recovery ဖြစ်လာအောင်ကျွန်တော်တို့ဒီပြုလုပ်ပေးနိုင်မှာအဲဒါကြောင့်ကျွန်တော်အားကစားသမားတွေအတွက်လည်းအထူးသင့်တော်ပါတယ်နော်ပြီးတော့ရေပြရရနာတွေဝက်ချန်တွေစသည်ရေပြပြဿနာတွေအတွက်လည်းကျွန်တော်ပြေလည်စီတာကိုတွေ့ရပါတယ် အော်နောက်တစ်ခုကဘလို့ကျွန်တော်တို့ဒီဘလို့ငါးကြီးတွေကိုကျွေးမလဲဘလို့တောက်မလဲပါလေဒါဆိုတော့အရေသွေးပြေဝတဲ့ငါးကြီးတွေရှိတယ်เนาะဒါကြောင့်ကျွန်တော်ရှာရှာကြံပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်เนาะပြီးတော့ဘလို့တောက်မလဲဆိုညသာစားပြီးတဲ့အချိန်မိနစ်30ကြာမှာတောက်ရမှာဖြစ်ပါတယ်เนาะဆိုတော့အဲ့ဒီအချိန်မှာတော့ကျွန်တော်အစီကိုကောင်းကောင်းစွတ်ယူနိုင်လို့ဖြစ်ပါတယ်เนาะတကယ်တော့ကျွန်တော်တို့ကဒီ aspirin လို့ခေါ်တဲ့သွေးကြဲသေးကိုအကြောင်းတစ်ခုကြောင့်တောက်နေရတယ်ဆိုရင်တော့ဆရာဝန်နဲ့တန်ပြီးပြီးတော့မှဒီဆရာဝန်နဲ့ဆရာဝန်ညွှန်ကြားတဲ့တောက်ရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ omega 3ကကျွန်တော်ဒီเนาะ aspirin လို့ပဲအာနိသင်နည်းနည်းရှိလို့ဖြစ်ပါတယ် တော်တော်ပြောရရင်ဆိုအစုံသက်ဇလန်းတစ်ခုနေတဲ့သဇင်ပေါ့လေသူကသုံးလတိတိငါကြည့်ဒီကိုနေတိုင်းတောက်ခဲ့ပါတယ်တနေ့လုံးပုံမတောက်ခဲ့ပါတယ်အသုံးလကြတဲ့အခါမှာသူ့ရဲ့စီဂျိုနော်အော်ပမာဏကိုကောင်းကောင်းထိန်းနိုင်သွားတယ်နော်စီဂျိုသေးလဲတောက်တာပေါ့နော်ငါကြည့်ဒီခွေးတွေကြောင့်တော့မဟုတ်ဘူးဒါပေမဲ့ငါကြည့်ဒီကဒီမကောင်းတဲ့အစီတွေကိုရှော့ချပေးတဲ့အတွက်စီဂျိုထိန်းတဲ့နေမှာအများကြီးအထောက်အကူဖြစ်သွားတယ်အများကြီးပုံမကောင်းမလာတယ်ပေါ့နော်ပြီးတော့ညဘက်လည်းအိပ်ပျော်လာတယ်အကြမ်းမာလာတယ်မနေ့မှလည်းစားစားကျင်တဲ့တွေဖြစ်လာတယ်စတဲ့ဒီကျမ်းမာရဲ့ဘိုင်းဆိုင်ရာမှာတိုးတက်လာတော့တွေ့ရပါတယ်နော်ဆရာဝန်ကလည်းသူချီးကျူးခဲ့တယ်တော်တော့ဒါကြတော့မိတ်ဆွေတို့ နော်ငါးကြီးတွေကိုမတောက်သေးဘူးဆိုရင် omega 3တို့ omega 3မတောက်သေးဘူးဆိုရင်တောက်ဖို့အချိန်ကျလာပါပြီဈေးကြောင်ကြတာမဟုတ်ပါဘူးအခါနာကရလိုအပ်တဲ့ဒီဖြည့်ဆက်တာ supplement ကိုပြပြပေးတာပဲဖြစ်ပါတယ်နော်ကိုအစဉ်ပြေတဲ့ဒီငါးကြီးတွေဒီစိတ်အမျိုးမျိုးရှိပါတယ်နှစ်သက်ရကျွန်တော်တောက်လို့ရပါတယ်တောက်ပြီးတော့ကျွန်တော်တို့ဒီ3လသုံးမ6လလောက်တောက်တောက်ပြီးတော့ကိုယ့်ရဲ့အချင်းတွေကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ပါနော်တိုးတက်လာဆိုတာကိုကျွန်တော်ပြောတာကိုမမေ့ပါနဲ့နော်အစဉ်ပြေတော့အစဉ်ပြေတော့မှာဖြစ်ပါတယ်အမေးမြန်းနေတာမှရှိတော့ဆိုတော့ comment မှာမေးခဲ့လို့ရပါတယ်နောက်ထပ်လည်းပြီးတော့အစ်မများကို တင်ပြသွားဖို့ရှိပါတယ်